1990ခုနှစ်အဲ့ဒီအချိန်ကကျွန်တော်ဟာဌာနတစ်ခုမှာတင်မောသားဘဝနဲ့တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပါတယ်။ကျွန်တော်တာဝန်ထမ်းဆောင်နေရတဲ့တင်မောဟာကုန်တင်ဇက်ကလက်မျိုးစားတင်မောတစဉ်ဖြစ်ပါတယ်။အဲ့ဒီတင်မောဟာကြီးမားလာတဲ့ကုန်ပစ္စည်းတွေနဲ့ကားကြီးကားငယ်တွေကိုတင်ဆောင်ပြီးတော့အထက်အညာနဲ့မြို့ဝကျွန်းပေါ်ရက်ဒေသတွေကိုပို့ဆောင်ရပါတယ်။အဲ့ဒီအချိန်ကကျွန်တော်တို့တင်မောဟာအထက်အညာကိုကုန်ပစ္စည်းတွေပို့ဆောင်ပြီးတော့အပြန်မှာတော့အောင်လံမြို့ကတစ်ထုတ်လို့ရေစကန်တကူပို့မယ်ဆင်ငါးကောင်ကိုတရက်ကိုပို့ရန်တာဝန်ကြပါတယ်။အဲဒါကြောင့်မဲကျွန်တော်တို့တင်းမောဟာအောင်လံစိတ်ကမ်းမှာစိုက်ကပ်ပြီးတော့ စင်နေတင်ရန်အတွက်ကြိုတင်ပြီးတော့တင်းမော့ကိုပြင်ဆင်ရပါတယ်။လုပ်ငန်းတွေပြီးစီးသွားတဲ့အခါမှာတော့မုံမလင်းငင်မှာပဲစင်နေကိုတင်းမော့ဘော်ကိုတင်ဆောင်ပြီးတော့တရက်ကိုပို့ရပါတယ်။အဲဒီလိုကျွန်တော်တို့စင်နေကိုပို့ဆောင်နေစဉ်တင်းမော့ဘော်မှာစင်ဦးစီးနဲ့စင်လုံသားမိသားစုပါပါရှိခဲ့ပါတယ်။ကျွန်တော်တို့တင်းမော့မှာကုန်းဘတ်မှာဆလင်းစုကနေနဲ့တင်းမော့သားဗန္ဒာလီခေါ်ထမင်းချက်အပါဝင်6ဦးနဲ့ဆက်ဘတ်မှာတော့ဆက်ဆရာစီလောင်း3ဦးအပါဝင်9ဦးရှိပါတယ်။အဲဒီ9ဦးတွေကျွန်တော်ဟာတင်းမော့ရိတ်ခါကန်ရသူဖြစ်ပြီးတော့ ကျွတင်၍တနေ့တာအတွက်ချက်ပြုတ်ရဲ့စီမံကရောက်ရှိနေတဲ့မြို့ရွာတွေမှာဈေးဝယ်ပြီးတော့ဗန်နာလီကိုချက်ပြုတ်စေပါတယ်။အဲဒီချိန်တုန်းကကျွန်တော်တို့သင်းမော့ဟာဆင်းနေတင်ဆောင်ပြီးတော့တရက်ကိုပို့ဟာခရီးဆက်ပြီးထွက်ရမှာဖြစ်တာကြောင့်သင်းမော့အတွက်စားနပ်ရိက္ခာတွေအပိုကျွတင်ပြီးတော့ဝယ်လာခဲ့ရပါတယ်။ကျွန်တော်တို့သင်းမော့ဟာမနက်စောစောစီးစီးမှာပဲဆင်းနေကိုတင်ဆောင်ပြီးတော့ထွက်ခွာလာခဲ့ရာထမင်းစားချိန်ရောက်မှာတော့သင်းမော့ပေါ်မှာပါလာတဲ့အရက်မြင့်မြင့်အသားညွန်ညွန်နဲ့တံမာထွားကျိုင်းလာတဲ့ခန္ဓာကိုယ်ရှိကမျက်နှာပေါ်မှာပတိုင်းမွေးမုတ်စိတ်မွေးတွေနဲ့လူတူကိုထူးထူးခြားခြားတွေ့ရပါတယ်။အဲဒီလူကကျွန်တော်တို့ကိုကြည့်ပြီးတော့ စိတ်တော့မရှိပါနဲ့ဗျာဒီကမိတ်ဆွေကိုကျုပ်အကူအညီတစ်ခုတောင်းညင်လို့ပါကျုပ်နာမည်ကကန်ထူးပါဒီတင်မောပေါ်မှာပါလာတဲ့စင်မကြီးမတ်ထူးရဲ့စင်ဦးစီပါတင်မောမီအောင်ကမန်းကရန်ဆင်းလာလို့ဘာမှချက်ဖို့ပြုတ်ဖို့လည်းအရင်သင်ပါမလာဘူးဗျာဖြစ်နိုင်လို့ရှင်ကျုပ်တို့ထမင်းရောက်ပါဗျာကျွန်တော်ကလည်းမိတ်ဆက်ပြီးတော့ပြောလာတယ်စင်ဦးစီကန်ထူးဆိုသူကိုကြည့်ပြီးတော့ကိုချင်းစာမေးပါတယ်အဲ့ဒါကြောင့်ပဲကျွန်တော်ကအချိန်ဆိုင်လင့်မနေတော့ဘဲနဲ့မိဖို့ကန်နဲ့ဝင်ပြီးတော့အစင်းနဲ့ချက်ပြုတ်ထားတဲ့ထမင်းနဲ့ဟင်းကိုယူပြီးကျွန်တော်ကိုယ်တိုင်ကိုကန်ထူးလို့မိသားစုကိုကျွေးမွေးပါတယ် ကျွန်တော်ကျွေးမွေးတဲ့ထမင်းနဲ့ဟင်းတွေကိုမိန်ရှက်စွာစားတောက်နေတဲ့ကိုကန်ထူးတို့မိသားစုကိုကြည်ပြီးတော့ကျွန်တော်ဝမ်းသာကြည်နူဖြစ်မိပါရယ်ကိုကန်ထူးကထမင်းစားတောက်ပြီးတာနဲ့ကျွန်တော်ကိုကျေးဇူးတင်တဲ့အကြည့်တွေနဲ့ကြည်ပြီးတော့ကိုရောကျုပ်တို့ကိုအခုလိုမျိုးထမင်းမကျွေးဘူးဆိုရင်အခက်ပဲဗျာကျုပ်တို့ကအေးတိတ်မကြည့်လာပါပဲကလေးတွေတို့ကတော့အေးကြည့်တယ်ဗျာမိုးလင်းကလေးကထွက်လာတော့အစပြေတော့မစားခဲ့အောင်အခုလိုကျွေးမွေးတဲ့ကိုရောကိုတန်မိုးတင်တဲ့မြတ်ကျုပ်ငွေကြေးပေးပါမယ်ဗျာဟာငွေကြေးတွေမလိုပါဘူးကိုကန်ထူးရယ်ကိုကန်ထူးတို့မိသားစုကိုကျုပ်ကစေတနာမြတ်တာနဲ့ကျွေးတာပါဗျာ အခုလိုမျိုးကြွေးရလို့တော့ကျုပ်ကဝမ်းသာနေရအေးပါဗျာအခုလိုမျိုးမင်္ဂလာစကားကြားရတဲ့အတွက်တော့ကျုပ်ဝမ်းသာပါတယ်ကျုပ်ကလည်းကျုပ်ပေါ်မှာကျေးဇူးရှိတဲ့သူကိုတံပြန်ကျေးဇူးပြုရမှာဘဝင်စိတ်ကြည်တဲ့လူစားမျိုးဗျာကျုပ်ပြောတတ်တယ်လို့ပြောလိုက်လို့နားကြမပြီးတော့တမျိုးတော့မထင်လိုက်ပါနဲ့ဗျာကျုပ်ဝတ်ထားတဲ့ဟောဒီငွေလက်စုပ်ကလေးကိုတော့လက်ဆောင်ဖြင့်လက်သိန်းတော့ခန်းစေခြင်းနဲ့ဗျာနော်ကိုကန်တို့ကပြောပြောဆိုဆိုပဲသူ့လက်မှာဝတ်ဆင်ထားတဲ့ငွေလက်စုပ်ကလေးကိုချုပ်ပြီးတော့စင်မီလက်စုပ်ကလေးနဲ့အတူကျွန်တော်ကိုလက်ဆောင်ဖြင့်ပေးလိုက်ပါတယ်ကျွန်တော်အတန်တန်ညှင်းဆက်မိပေမဲ့လည်းမရပါဘူး ကျွန်တော်ကကိုကန်ထူးပေးတဲ့ငွေလက်စွပ်ကလေးကိုစွတ်ကြည့်လိုက်တဲ့အခါမှာတော့ငွေလက်စွပ်ကလေးရဲ့အလယ်မှာကွတ်ထားတဲ့ရွေးစည်းခန့်ရှိတဲ့အနက်ရောင်ကြောက်လေးတစ်လုံးတွေ့လိုက်ရပါတယ်။အခုကြုတ်ပေးတဲ့လက်စွပ်လေးကတံမှန်ကြည့်လို့ရှိရင်တံမိုးမရှိတဲ့လက်စွပ်ကလေးတကွင်းလို့ထင်ပါပဲဗျာ။ဒါပေမဲ့အဲ့လိုမထင်လိုက်တဲ့ကိုရောရဲ့ဒီလက်စွပ်လေးကခုတိုင်ပန်ရှင်ပြတ်မတောင်းသေးတဲ့လက်စွပ်တကွင်းပဲဗျာ။ကျွန်တော်ကြားလိုက်ရတဲ့ကိုကန်ထူးရဲ့ထူးထူးဆန်းဆန်းစကားတန်ကြောင့်ကျွန်တော်အလွန်မင်းအံ့ဩသွားမိရင်လည်းကျွန်တော်စုပ်ကင်ထားမိတဲ့လက်စွပ်လေးကိုရောင်ရမ်းပြီးတော့ကြည့်မိရတာဖြစ်သွားမိပါတယ်။ကျုပ်စကားကြတော့ကိုရောအံ့ဩသွားပြီနဲ့တူတယ်ဗျာ။ ကျုပ်လည်းကျုပ်ဖြစ်ကိုပြန်တွေးမိတာအိမ်မက်ရှိကြီးတခုမှတ်ပြီးတော့ဆွဆွလန့်လန့်အမက်ရနေတယ်လို့ခံစားမိတယ်ကိုရောရဲ့ဒါပေမဲ့ကျုပ်ပေါ်မှာကျေးဇူးရှိလို့သာကျုပ်တုံ့ပြန်ရတာတကယ်တော့ကျုပ်နဲ့ကိုကဘဝပဋ္ဌာန်းဆက်ရှိလို့အခုလိုမျိုးစုံမိကြတာလို့ပြောရမှာပဲဗျာဒီလက်စွပ်ကလေးကိုစောင်းတဲ့သူတိုင်းကိုထူးထူးခြားခြားအကျိုးပေးတတ်တယ်လို့ပဋ္ဌာန်းဆက်ပြတ်ခဲ့ရင်တော့ဘလို့ပဲထိမ့်ထိမ့်သိမ့်သိမ့်အကြောင်းတစ်ခုခုနဲ့ပြောက်ွယ်သွားမှာအမှန်ပဲကိုရောရဲ့ကိုကန်တို့ကကျွန်တော်ကိုရှေ့လျားစွာရှင်းပြရင်လည်းမောသွားဟန်တဲ့စေဘောလိုက်တက်လိုက်ကိုမင်းကြီးဖွာဆိုင်နေပါတယ် ီးတဲ့နောက်မှာတော့ AR မြင့်လေကမိုင်းပြပြလက်မြင်နေရတဲ့အနောက်ရိုးမတောင်တန်းကြီးကိုငေးမောကြည့်ရင်လည်းကျုပ်တို့တွေအခုတော့အမှဟို့မှမြင်နေရတဲ့အနောက်ရိုးမပဲကိုရဲစင်စကန်းချရနေရာတွေကိုကျုပ်တို့မိသားစုတွေလိုက်ပြီးတော့တာဝန်ထမ်းဆောင်ခဲ့ရတာဟောရီယာကျုပ်သားအကြီးကောင်အသက်နဲ့ထတ်တူထတ်မြဆိုရင်မမားဘူးပေါ့ဗျာကိုကန်တူးကကျွန်တော်မင်းငော့ပြပြီးတော့ကျွန်တော်ကြည့်လိုက်မိတဲ့အခါမှာတော့ကိုကန်တူးဘေးမှာနှစ်ချိုက်စွာကိုကိုလေးအိပ်ပျော်နေတဲ့73နှစ်အရွယ်ရှိတဲ့လူငယ်လေးကိုတွေ့လိုက်ရပါတယ်ကျုပ်မေးပြစရာကိုကန်တူးရဲ့ ကိုကန်တူးကယိုမတွေထဲမှာစင်ဦးစည်းဘွားနဲ့နေခဲ့တာဆိုတော့ထူးဆန်းတဲ့အဖြစ်မျိုးတွေကြုံခဲ့ရမှာပဲနော်။ကြုံမှာသဘောလားကိုရောရဲ့။ဒါပေမဲ့ကြုံပြောပြလို့ရှိရင်ယုံတဲ့သူရှိတယ်လို့မယုံတဲ့သူတွေလည်းရှိခဲ့တယ်ဗျာ။အဲ့ဒါကြောင့်လဲစကန်တစ်ခုလုံးမှရှိရလူရဲကျုပ်ကိုလူထုလူဆန်းဆိုပြီးတော့ပြောဆိုနေကြတာပဲဗျာကျုပ်ကလည်းမယုံတဲ့သူကိုယုံမှလို့ရိုးဆိုပြီးတော့အတင်းမပြောချင်ပါဘူးအခုကျုပ်ကိုရောလက်ဆောင်ပေးလိုက်တဲ့လက်စွပ်လေးကိုပဲကြည့်လေဒီလက်စွပ်ကကျုပ်ကိုယ်တိုင်ပြုတ်လုထားတဲ့လက်စွပ်မဟုတ်ဘူးကိုရဲဒါဆိုဒီလက်စွပ်လေးကိုကိုကန်ထူးမလုပ်ဖက်နဲ့ဘယ်ရရလာလဲဗျာပြောစမ်းပါဦးကိုကန်ထူးရဲ့ ဒီเจ้าနေနဲ့ပတ်သက်ပြီးတော့ကျုပ်နှလုံးသားထဲမှာယင်းနှမြုပ်နှံထားခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဗျာဒါပေမဲ့ကျုပ်ကိုကန်ခွင့်တယ်လို့ပြောခွင့်ရတာပဲတကယ်တော့ဒီလက်ဆွလေးပိုင်ရှင်ဟာကိုကန်ထုဟာမိုင်းပြပြနဲ့လမ်းမြင်နေရတဲ့ယူမတောင်တန်းကြီးကိုငေးကြည့်ရင်းနဲ့ဆွေးမြေ့စွာပြောပြနေတဲ့အဖြစ်ပြက်ဟာကျွန်တော်ရဲ့ရင်ထဲမှာနက်နက်ရှဲရှဲဝင်ရောက်ဆူးမွသွားခဲ့ပါတယ်ကျုပ်ယူမတော်တွေကစင်စကန်းတစ်ခုမှတစ်ထုပ်နေတော့တနေ့ကျုပ်စည်းတဲ့စင်မကြီးမတ်ထုကိုကောက်ဖို့အတွက်ကျုပ်ထွက်လာမိခဲ့တယ် ကျုပ်တို့စခန်းနဲ့တိတ်မဝေးလွန်းလာတဲ့နေရာမှာကျုပ်စင်မကြီးမတ်ထူကအမြဲတမ်းကြက်စားနေကြဆိုတာကျုပ်သိလို့အေးစီစီပဲထွက်လာမိတယ်ဆိုတော့ဗျာဒါပေမဲ့ကျုပ်စကြက်ချင်းကိုရောက်တော့ကျုပ်စင်မကြီးမတ်ထူကိုမတွေ့ရအောင်ကျုပ်စိတ်ရမ်းပူသွားမိတယ်တကယ်တော့လူနဲ့တရိတ်ဆန်ဆိုပေမဲ့ကျုပ်နဲ့စင်မကြီးမတ်ထူကအနီးကနေရလို့လားမသိဘူးဗျာကျုပ်တန်ရုံးစဉ်ရှိသလောက်စင်မကြီးမတ်ထူကလည်းကျုပ်ကိုတော်တော်လေးကိုတန်ရုံးစဉ်ရှိတယ်ဆိုတာကျုပ်သိတယ်ဗျာစင်မကြီးမတ်ထူဘယ်နေရာရောက်ရောက်ကျုပ်ခေါ်တန်ကြားရင်အမြဲတမ်းထူးနေကြပဲအခုတော့ကျုပ်ချစ်တော်မတ်ထူကိုရှာနေခဲ့တာတောတခွင်တောင်အနက်မှာပဲဗျာ ကျုပ်လည်းမထူးရဲ့အရေးအယံမတွေ့ရလို့စိတ်တွေပူပြီးတော့မထူးကိုတကြောကြောနဲ့អော်နေတဲ့ကျုပ်ရဲ့အတန်လိုင်းနေရယူမတော်ထဲမှာဟိမ့်သွားမတတ်ပါပဲဒါပေမဲ့ကျုပ်စင်မိုင်းမထူးရဲ့ပြန်ထူးတယ်မကြားလေလေကျုပ်ရင်ထဲမှာစိုးရင်ပူပန်မှုတွေကတိုးလေလေပဲဗျာကျုပ်လည်းမထူးစောနဲ့ပဲခြုံရွယ်ခြိုင်ဝန်းနေတော့သတိမထားနိုင်ဘူးတော်ထဲမှာအတင်းတိုးဝေ့ပြီးတော့ရှာခဲ့မိလို့ကျုပ်တကူလုံးမှလည်းပွန်းရရှာရရင်နဲ့ပြည့်နေရဒါပေမဲ့ကျုပ်မထူးအပေါ်မှာစိတ်မပြတ်နိုင်ပါဘူးမထူးကကျုပ်တို့စခန်းတစ်ခုလုံးမှာအလိမ်မာဆုံးစင်မိုင်းမဟုတ်လားဒီလိုနဲ့ကျုပ်မထူးကိုရှာရင်နဲ့ရှုမြောင်အဆက်တစ်ခုကိုရောက်တော့ မောလွန်းလို့ခဏမောဖြစ်ပြီးတော့ထိုင်နေမိတယ်ကျုပ်ရင်ထဲမှာလည်းမတူအန်ရီနဲ့မကြုံပါစေနဲ့လို့ပဲကျုပ်ဆူတောင်းနေမိတာအခါခါပဲဗျာအဲဒီချိန်မှာပဲကျုပ်ရောက်နေတဲ့ရှုမြောင်းအောင်နာစီယာဂူတခုမှလူရိပ်တရံလို့တခုတွေ့လျာတော့ကျုပ်အလွန်အံ့ဩသွားမိတာဟုတ်တယ်လေဗျာကျုပ်ဒီယိုမာတွေကစင်စကန်းမှာနေလာခဲ့တာကြာပြီဗျာပြီးတော့ကျုပ်ကအားရင်ဒီယိုမာတွေမှာမုတ်ဆိုးတစ်ပိုင်းလို့ဖြစ်နေတဲ့သူမဟုတ်လားအဲဒါကြောင့်လဲကျုပ်မရောက်ဘူးတဲ့နေရာဆိုတာခက်ရှားရှားပဲဆိုပါတော့ဗျာအခုလိုထူးထူးခြားခြားတွေ့လျာတဲ့ဂူကိုကျုပ်မတွေ့ခဲ့မိရတော့အမှန်ပဲဗျာပြီးတော့လူရိပ်တရံ ဧကန်ကတော့ကျုပ်လူမျိုးပဲယူမာထဲမှာတားကောင်ရှာရင်လည်းဝမ်းကြောင်းနေတဲ့မုတ်ဆိုးလားဆိုပြီးတော့တွေးရင်းနဲ့ပဲအားတက်သွားမိသေးတယ်။အဲဒီမုတ်ဆိုးနဲ့တွေးလို့ရှိရင်တော့ကျုပ်ရှာနေတဲ့စင်မာကြီးမတ်ထူရဲ့အသွားလာလန်းစာလန်းနာကိုကျုပ်စနီးနာလို့ရတာပေါ့ဗျာ။အဲဒါနဲ့ပဲကျုပ်ကလည်းအချိန်ဆိုင်လင့်မနေတော့ပဲနဲ့ရှို့မြောင်ထဲကိုသွားတဲ့လမ်းလေးကိုတွေးလိုက်ရလို့ကျုပ်ဆင်းပြီးတော့အတန်ကြာသွားပြီးတော့ကျုပ်လက်မြင်လျတဲ့မြင်ကွင်းကကျုပ်မျက်စိတောင်လဲသွားမိတယ်ဗျာ။ကြည့်လေဗျာ။လူနှစ်ယောက်စာများကျဲဝန်းလာတဲ့ကူထဲမှာကြောပေးပြီးထိုင်နေတဲ့ရက်သေးကြီးဗျာ။ကျုပ်မအံ့ဩပဲနေပါမလား။ ဒီယိုးမာထဲမှာကျုပ်အမဲလိုက်ရင်လည်းခြေရာတွေထက်ခဲ့တယ်ဆိုရင်မှမအောင်ဗျာအခုလိုရသေးကြီးကိုတခါမှကျုပ်မတွေ့ခဲ့ရလို့ပဲကျုပ်လည်းမင်သက်မိပြီးတော့ရသေးကြီးကိုဘာပြောလို့ပြောရမှမသိပဲနဲ့ငုံငူကြီးရက်ကြည့်နေမိရဲ့မောင်ကန်ထူးပါလားကွယ်ဘာရသေးကြီးစီဆက်ဆက်မြတ်မြတ်ရောက်လာတာဟုဘာရသေးမောင်ကန်ထူးကိုစောင့်နေခဲ့တာကြာပြီကွယ်ဘာရသေးစောင့်နေခဲ့တာကြာပြီဟုတ်လားဟုတ်ပါမောင်ကန်ထူးရဲ့ဟုတ်ပါဟုတ်ပါကျုပ်လည်းဘာရသေးကြီးရဲ့စကားသံနဲ့ကြတော့ကျုပ်တကူလုံးကမွင်းညင်းနေထောင်သွားမှတက်သိင်းနေအလိုလိုထသွားမိတယ်။ကြည့်လေဗျာ ကျုပ်ကိုကြောခိုင်းထိုင်ပြီးတော့တလုံးချင်းပြောနေတဲ့ဘာရက်သေးရကျုပ်ဘူးတော့ထူးဆန်းမွေရဖြစ်နေတယ်မဟုတ်ဘူးလားကျုပ်လည်းဘာရက်သေးကိုအကဲခတ်ကြည့်နေတဲ့အချိန်မှာပဲဘာရက်သေးကကျုပ်ဘက်ကိုမျက်နှာလှဲ့လာပြီးတော့ကျုပ်ကိုပြုံးပြုံးကြီးကြည့်နေတာဗျာအေးကန်ထူးကန်ထူးကန်ထူးမိုက်မဲလို့ကန်မထူးနိုင်တဲ့ဘဝမျိုးကြုံနေပါလားကွယ်ဘာရက်သေးရဲ့ဂယုဏတက်တဲ့စကားကြောင့်ကျုပ်ရဲ့အဖြစ်ကိုကျုပ်စိတ်မလုံးလို့ခံစားနေမိပါတယ်ဟုတ်တယ်လေကျုပ်လောက်မိုက်လုံးကြည့်တဲ့သူရှိပါမလားဗျာ ျုပ်ဖြစ်ကိုလိုလိုသိနေတဲ့ဘာရက်တရဲ့စကားကိုကျုပ်ဘလို့စကားမျိုးနဲ့မှတုံ့ပြန်ခြေပနိုင်စွာမရှိဘူးဗျာကျုပ်နှလုံးသားကိုကျုပ်ပဲသိရကျုပ်ကလည်းကျုပ်ပါပဲဗျာဘာရက်တပြောသလိုပဲအရက်ဆိုရင်လည်းနေမလဲညမလဲမပြတ်သလိုတရဝါအသက်မပိုင်ဂရင်းမမိန်နိုင်တဲ့ကျုပ်ဘဝမဟုတ်ဘူးလားဒီနေ့မောင်ကန်ထူးရဲ့ဘဝကိုကန်ထူးအောင်ဘာရက်တကယ်တင်ခွင့်ရလို့ကယ်တင်ခဲ့မယ်ကွယ်ဘာရက်တလည်းအဋိဌံခီးစဉ်ရှိနေတော့အချိန်လည်းမရတော့ဘူးကွယ်ဒီတော့ဟော်ရီလက်ဆွတ်လေးကိုဘာရက်တပေးထားခဲ့မယ်ဟော်ရီလက်ဆွတ်လေးကိုဝတ်ဆင်ပြီးတော့ မောင်ကန်ထူးရဲ့ဘဝဟာကန်ထူးတဲ့သူကန်ကောင်းတဲ့သူတို့ဖြစ်နေပါစေလို့ဘာရသိမေတ္တာတက်ပို့လွတ်ပါမယ်ပြီးတော့မောင်ကန်ထူးကိုလည်းဘာရသိအထူးမာကျင်တာဒီလက်စုပ်ကလေးဝစ်စင်တဲ့နေရာစပြီးတော့ကန်၅ဘောက်ကိုလုံကြုံအောင်စောင့်ထိန်ပါကန်၅ဘောက်ကိုစောင့်ထိန်ခဲ့လို့ရှင် ထူးကြတဲ့အကျိုးစွမ်းအားတွေပေးပါလိမ့်မယ်ကွယ်ရော့ကွယ်မောင်ကန်ထူးကျုပ်ကဘာရသိကန်ပေးလာတဲ့လက်စုပ်ကလေးကိုယူလိုက်ပြီးတော့ကျုပ်လက်တကြွယ်မှာဝစ်လိုက်ပြီးတော့ကျုပ်ကြည့်လိုက်မိတဲ့အခါမှာတော့ဘုံငွေရောင်တောက်ပနေတဲ့ငွေလက်စုပ်လေးဖြစ်နေပါတယ် ဘာရသေးမှကျင်တာတော့ဒီလက်စွပ်ကလေးရဲ့ပိုင်ရှင်ဟာတနေ့ကျရင်မောင်ကန်ထူးနဲ့စုံကြမှာမလွဲပါဘူးကွယ်ကဲကဲမောင်ကန်ထူးပြန်တော့ကွယ်အချိန်လင့်နေအောင်မယ်ကျုပ်ကလည်းဘာရသေးကိုဦးချကြောလိုက်ပြီးတော့ပြန်လာမိပါတယ်ကျုပ်ပြန်မှာတော့ကျုပ်စိတ်ထဲမှာတခູ່တာဝန်ထမ်းထားရတယ်လို့ခံစားနေမိပါတယ်ကျုပ်ကလည်းဘာရသေးကိုကြောခိုင်းပြီးတော့ရှုံမြောင်လမ်းခွေရောက်မှာတော့ကျုပ်ပြန်ပြီးလဲကြည့်လိုက်တဲ့အခါဘာရသေးကိုလုံးဝမတွေ့ရတော့ပါဘူးကျုပ်ကြသိမ်းမွင့်နေတော့ထားသွားမိပါတယ်အဲ့လိုနဲ့ပဲကျုပ်လည်းကြောက်ရွံ့တဲ့စိတ်တွေနဲ့ရှုံမြောင်မော်ပြန်ရောက်တော့မှာ ကျုပ်ရှာနေတဲ့စင်မိုင်းမတ်ထူကိုတရိယာပြီးတော့ကျုပ်ရှာနေတော့ကျုံနဲ့မလမ်းမကမ်းမှာရှိနေတဲ့ဝါတော်တွေကအတန်ကြားလို့ကြည့်လိုက်တော့စင်မိုင်းမတ်ထူကိုမမျော်လင့်မနဲ့တွေ့လိုက်ရလို့ကျုပ်ပျော်သွားမိတယ်ကျုပ်ကလည်းအာရဝန်တာနဲ့ပဲမတ်ထူရဲ့ပါပြုံပုတ်သက်ချော့မြူပြီးတော့အဖေရှာနေရနဲ့နေပြီးတမီးရဲ့တမီးရဲ့ဘယ်ဒီသွားနေရလဲကျုပ်ရဲ့စကားတန်လဲကြာရောစင်မိုင်းမတ်ထူကနှံမောင်းကြီးကိုမြောက်ပြီးတော့ဝူးဝူးဆိုပြီးတော့អော်လိုက်တဲ့အတန်ဟာဟိမ့်သွားခဲ့ပါတယ်အဲ့ဒါနဲ့ပဲကျုပ်ကလည်းစင်မိုင်းမတ်ထူနဲ့စကန်းကိုပြန်လို့အတော်လေးကြာတဲ့အခါမှာတော့ ။သွားနေတဲ့စင်မိုင်းကြီးမတ်ထူကရုတ်တရက်စူးစူးဝဝအော်လိုက်တဲ့အတန်းကြောင့်ကျုပ်အံ့ဩသွားမိပါတယ်။ဟုတ်ပါတယ်။မတ်ထူရဲ့အော်တန်ထူးခြားလွန်းနေလို့ပါ။ကျုပ်ရင်ထဲမှာဒိန်းကနေဖြစ်သွားမိပါတယ်။ဒါဆိုရင်မတ်ထူအန်ရဲ့ရင်နဲ့တခုခုရလို့အော်တန်ပေးတာပဲလို့ကျုပ်တွေးလိုက်မိပြီးတော့ပဝန်းကျင်ကိုအကဲခတ်ပြီးတော့စူးစမ်းကြည့်လိုက်မိပါတယ်။အတန်းကြာတဲ့ဒီထူးခြားမှုမတွေ့ရလို့ကျုပ်မတ်ထူကိုစကမ်းပြန်မှုတွေဥတီပေမဲ့မထူးကမသွားဘဲနဲ့ပေရက်နေလို့ကျုပ်စိတ်ထဲမှာထင်နေဖြစ်သွားမိပါတယ်။ဒီတော့မှပဲကျုပ်လက်သက်ကြွယ်မှာဘာရက်သိပေးလို့ဝစ်စင်လာတဲ့ငွေလက်စုပ်ကလေးကိုသတိရပြီးကြည့်လိုက်မိပါတယ်။ အဲ့ဒီအချိန်မှာပဲကျုပ်ရက်နေတဲ့ရှေ့စီကတောင်ကုန်းမုံမို့လေးမှာရှိတဲ့ခြုံမုတ်ကလေးတစ်ခုကလေမတိုက်ဖက်နဲ့လှုပ်ခတ်လှုပ်ရှားသွားတာကိုတွေ့လျက်ရပါတယ်။ကျုပ်တွေ့လျက်တဲ့ခြုံမုတ်ကိုကြည့်ပြီးတော့အနေရပေးမဲ့တားကောင်များခိုးအောင်နေမလားဆိုတဲ့အတွေ့နဲ့ကျုပ်ပါလာတဲ့လန်တန်ကိုကြစ်ကြစ်ပါအောင်ဆုပ်ကင်ပြီးတော့အနားကိုတိုးကပ်ကြည့်လိုက်မိပါတယ်။ကျုပ်လည်းခြုံမုတ်နားကိုရောက်တဲ့အခါမှာတော့ခြုံမုတ်အောက်ခြေမှာရှိတဲ့မြေပြင်မှာဒပိုင်းတစပေါ်နေတဲ့အိုးလေးတစ်လုံးကိုတွေ့ရလို့ကျုပ်စိတ်ဝင်စားပြီးတော့ကျုပ်လက်ထဲကလန်တန်နဲ့ထိုးကြည့်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဂမန်ကရက်မဲ့အဲ့ဒီအိုးလေးကိုတူးပြီးတော့ဖြွင့်ကြည့်လိုက်မိပါတယ်။ ျုပ်မမျော်လင့်မဲ့တွေးလိုက်ရတယ်။ဦးလေးရဲ့ပစ္စည်းတွေကျုပ်ရင်းနေတဲ့တဲ့နဲ့ခုံသွားမိပါတယ်။အဲ့ဒါနဲ့ပဲကျုပ်လည်းမတ်ထူးကိုကြည့်လိုက်ပြီးတော့မတ်ထူးကကျုပ်ကိုစူးစူးဆက်ဆက်ကြည့်ပြီးတော့နှံမောင်းကြီးတရမ်းရမ်းနဲ့ကျုပ်ဖြစ်ကိုသိနေတယ်လို့ပါပဲကျုပ်ကလည်းအားရဝမ်းသာနဲ့ပဲမတ်ထူးနဲ့တူစကန်းကိုပြန်လာမိပါတယ်ကျုပ်စင်စကန်းပြန်ရောက်တာတော့ကျုပ်မျက်စိထဲမှာမြင်အောင်နေမိတာကဘာရက်သိကြီးပါပဲပြီးတော့ဘာရက်သိပြောသလိုကျုပ်ဝှက်စင်လာတဲ့လက်စွပ်လေးပဲဒီလက်စွပ်လေးကကျုပ်ကိုလက်တွေ့အကျိုးပေးတာလားဒါမှမဟုတ်ကျုပ်ရဲ့ဘဝကကံရှိန်မြင့်လို့အကျိုးပေးတာလားဆိုတာကျုပ်မဝေခွဲနိုင်အောင်ဖြစ်နေမိပါတယ် ျုပ်ဖြစ်ကိုတော့ကျုံမင်းမောက်တော်မပြောပဲရင်ကုန်နှုတ်ပိတ်နေပြီးတော့ကျုပ်ဘဝခရီးကိုတွေးနေမိပါတယ်အဲဒီညမှာပဲကျုပ်ကလည်းတနေ့လုံးပင်မန်းလာတဲ့အတွက်အတိုးချပြီးတော့အသင်းရှိနေတဲ့အရက်ကိုစက်သားကြောက်ကိုမီးဖုတ်စီဆန်းပြီးတော့ကျုပ်ဘနပလင်းကုံအောင်တောက်ပြီးတော့မူးနေမှမသိပဲကျုပ်အိပ်ပျော်သွားမိပါတယ်ကျုပ်အိပ်ပျော်နေတော့မှပဲကျုပ်နာမည်ခေါ်တဲ့အောင်ကြားလိုက်ရပါတယ်ကျုပ်စီကိုလာနေတဲ့မိမပြူကကျုပ်ကိုကြည့်ပြီးတော့မောင်ကြီးနှမလေးကိုဂရိပေးနိုင်ပါမလားမိမပြူရဲ့စကားကြောင့်ကျုပ်အလွယ်တကူပဲခေါင်းငိမ့်လိုက်မိပါတယ်ကျုပ်ကိုကြည့်နေတဲ့မိမပြူလေးကရုတ်တရက်မျက်နှာညှို့ငယ်သွားပြီးတော့ မောင်ကြီးရယ်စင်စင်ဆဆနဲ့ဂရီပြူပါဂရီတခုပေးတယ်ဆိုတာမလွယ်ကူလာပါဘူးအခုနှမလေးမောင်ကြီးကိုဂရီတောင်းဆိုရတာကလည်းဘဝတန်ရာအဆက်ဆက်မောင်ကြီးနဲ့မပြတ်နိုင်တဲ့ပဋ္ဌာန်းဆက်တွေကြောင့်ပါဒီဂရီတောင်းရတာလဲမောင်ကြီးနဲ့နှမလေးပြန်ဆုံတွေ့နိုင်မှုဆိုတာမောင်ကြီးနှလုံးသားပေါ်မှာမူတည်နေပါတယ်ကျုပ်လည်းမိမပြူလေးရဲ့စကားကိုမကြားစဘူးကြားလိုက်ရတော့ကျုပ်ရင်းနေခုန်သွားမိပါတယ်ကြည့်လေဗျာရင်မခုန်မဲရှိနိုင်မှာမလားကျုပ်နဲ့ဘဝချင်းစုံနိုင်မှုအတွက်ဂရီတောင်းနေတဲ့မိမပြူကိုကြည့်ရင်တဲ့ကျုပ်ထုံတိပါဝေဖြစ်နေမိတယ်ဗျာ အခုမောင်ကြီးစီကိုနှမလေးလာခဲ့ရတာလဲနှမလေးရဲ့ကိုဘွားပေးလိုက်တဲ့လက်စွပ်လေးကြောင့်ပါနှမလေးလည်းမောင်ကြီးနဲ့တွေ့ဆုံမှုအချိန်မရအောင် မောင်ကြီးရဲ့နှမလေးမပြန်ခင်မောင်ကြီးလက်ဝယ်မှာရောက်ရှိနေတဲ့ယတနာတွေကိုသုံးပုံပုံပြီးတော့တပုံမောင်ကြီးကုသိုလ်ပြုပေးပါအဲဒါကြောင့်မဲနှမလေးမောင်ကြီးစီကိုလာပြီးတော့ခရီးတောင်းခဲ့ရခြင်းပါပဲမောင်ကြီးရဲ့ကျုပ်ကိုတနာစွဲပြောနေတဲ့မိမပြိုလေးရဲ့စကားသံနဲ့အတူကျုပ်မျက်စိထဲမှာတန်မိုးမဖြတ်နိုင်တဲ့ယတနာတွေနဲ့ပြုတ်ပြုတ်ပြက်ပြက်အလင်းရောင်တွေကပေါ်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲစူးစူးဝါးဝါអော်လိုက်တဲ့စင်မိုင်းမတ်တူရဲ့အတန်ကြောင့်ကမန်ဂရန်အိယာကနေထပြီးတော့ငုံငူကြီးထိုင်ကစဉ်းစားနေမိပါတယ်။ဟုတ်ပါတယ်။ကျုပ်မစဉ်းစားလို့မဖြစ်ပါဘူး။ကျုပ်ထူးထူးခြားခြားမှတ်ခဲ့တဲ့အိမ်မက်ပါ။ဒီအိမ်မက်ကကျုပ်ယရနာတွေတွေ့ရလို့စိတ်ဆွဲလန်းပြီးတော့မှတ်ခဲ့တဲ့အိမ်မက်လို့ပဲကျုပ်စိတ်ကိုဒုံဒုံချလိုက်မိပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့ကျုပ်ရလာတဲ့ယရနာတွေကိုအနှဲငယ်ထုခွဲရောင်းချပြီးတော့ကျန်တဲ့ယရနာတွေကိုတော့ကျုပ်တို့စကန်နဲ့တိတ်မဝေးတဲ့တစ်ပင်ကြီးကိုအမတ်သားပြုတ်ပြီးတော့မြုပ်နှံခဲ့ပါတယ်။ကျုပ်ကလည်းကျုပ်ကျင့်တိုင်းလက်ထဲမှာရွှေစားငွေစားလေးရှိလာတော့ပို့ပြီးတော့ဆိုးလာခဲ့ပါတယ်။ နဂူကလေးကအရက်ကြိုက်တဲ့သူဆိုတော့နေမလဲညမလဲတောက်တယ်လို့အသားဆိုရင်လည်းမပြတ်စားတော့တာပါအဲ့လိုနဲ့ပဲကျုပ်ထူခွဲရောင်းချလို့ရတဲ့ငွေလက္ခဏာတွေရှားပါလာတော့ကျုပ်မြုံနံသိမ့်စီထားတဲ့ယတနာတွေကိုတူးဖော်ဖို့သွားမှာတော့ကျုပ်ဘဝအပြောင်းလဲပြောင်းလဲခဲ့ရတာပါအခုမှကျုပ်တစိမ့်စိမ့်တွေးပြီးတော့နောင်နာရလို့မဆုံးဖြစ်နေမိပါတယ်ကျုပ်ရတဲ့နောင်နာကတော့ဘယ်တော့မှအစားထိုးလို့မရနိုင်တဲ့အဖြစ်ပါပြီးတော့ကျုပ်လူဘဝမှာဆက်ပြီးတော့အသက်ရှင်နေတာဟောဒီလက်စွပ်ကလေးဆိုရင်မမားပါဘူးအေးပြောအောင်ပဲဗျာကျုပ်စကားကြံနေတာတခုရှိတယ် ကျုပ်မြုံနှံထားခဲ့တဲ့ယတနာတွေကိုကျုပ်တူးဖို့ဖို့သွားမှာကျုပ်မျက်စိမလဲစဘူးလဲနေမိတယ်ဗျာကျုပ်ယူမထဲမှာနေလာခဲ့တာကြာပြီအခုလိုဖြစ်မျိုးနဲ့မကြုံခဲ့ရတာတော့အမှန်ပဲကျုပ်လည်းကျုပ်မမတ်တတထားခဲ့တဲ့တစ်ပင်ကြီးကဒီတော့ထဲမှာအမြင့်ဆုံးတစ်ပင်ကြီးဗျာဒါမဲ့ကျုပ်ဘလို့ပဲရှာချာအဲ့တစ်ပင်ကြီးကိုရှာလို့မတွေ့တော့ဘူးဗျာနောက်မှပဲကျုပ်သိရတာအဲ့တစ်ပင်ကြီးကနတ်မတ်တစ်ပင်ကြီးတစ်ပင်ဆိုတာသိရတယ်ဒါမဲ့ကျုပ်ရင်ထဲကပူလောင်ပြင်းပြတဲ့လောဘဇောတွေနဲ့အနေရမမှုပဲနဲ့ရှာရင်အဲ့တော့ထဲမှာမိုးချုပ်သွားမှစကန်းပြန်ရမှန်သတိရလာမိတာဗျာ ျုပ်လည်းစကန်းကိုမန်းဆပြီးတော့အမောင်ထဲမှာစန်တဝါဝါနဲ့လန့်နေမိတယ်။ရုတ်တရက်ကျုပ်ခန္ဓာကိုယ်တစ်ခုလုံး၄၀ပြင်တစ်ခုတည်းကိုရောက်ရှိတော်လို့ခံစားလိုက်ရပြီးတော့ကျုပ်နောက်ထပ်ဘာမှသတိမရတော့ဘူးဗျာ။သတိရလာပြီလားမောင်ကန်သူ။ကျုပ်မြင်မြလောကကြီးနဲ့ပြတ်တောက်ခဲ့တယ်မသိပါဘူး။ကျုပ်နားထဲမှာပေါ်လာတဲ့အတန်ကြောင့်ကျုပ်မျက်စိကိုအာယူပြီးတော့ဖွင့်ကြည့်လိုက်တော့ကျုပ်ကိုဂယုဏအပြည့်မျက်ဝန်းနေနဲ့ကြည့်နေတဲ့ဘာရက်သေးပါ။ဘာရက်သေးကိုမမျော်လင့်မဲ့ပြန်တွေးလိုက်ရလို့ကျုပ်ဖြစ်ကိုကျုပ်ပြန်တွေးမိပြီးတော့ကျုပ်ယောက်ျားတယ်မဲ့မျက်ရည်ကျခဲ့မိတယ်ဗျာ။မငိုပါနဲ့တော့မောင်ကန်သူရဲ့။ဘာရက်သေးနဲ့ပြန်တွေးရပြီပဲမဟုတ်ဘူးလား။ เอลูบวะဆိုတာဘာမှကြံမြင့်လာတာမဟုတ်ဘူးကွယ်ဒါပေမဲ့ဘဝတနာဆွဲလန့်နေနေလောဘဒေါသမောဟတွေနေ့စဉ်မွေးမြူပြီးတော့အတ္တမီးတွေနှလုံးသားမှာလောင်မြိုက်နေကြလူတွေမသိကြအောင်မောင်းကန်ထူးရဲ့တကယ်တော့လူတွေရဲ့နှလုံးသားမှာအမဲရှိရတဲ့တရားမေတ္တာတရားပဲမောင်းကန်ထူးမေတ္တာနှလုံးသားရှိရင်ဘဝအေးချမ်းတယ်လို့တဏှာခီးလန်လဲအေးချမ်းပါတယ်ကွယ်ဒါပေမဲ့မောင်းကန်ထူးရဲ့ဘာရသေးရဲ့ပင့်သက်ချရင်လည်းပြတ်တော့သွားတဲ့စကားတန်ကြောင့်ကြုတ်ရင်တစ်ခုလုံးခုံသွားမိပါတယ် တကယ်တော့ကျုပ်ကအပြစ်ရှိတဲ့သူတရားမဟုတ်ပါလားအဲဒါကြောင့်လဲကျုပ်ကဘာရသည်ရဲ့မျက်နှာကိုတော့မော်မကြည့်ဝန်းတော့တာအမှန်ပါပဲမောင်ကန်သူဟိုးမှကြည့်လိုက်စမ်းကွယ်ဘာရသည်ရဲ့စကားကြောင့်ကျုပ်ကြည့်လိုက်ပြီးတော့မြင်မားစွာတရှိနေတဲ့ကြောက်ကမ်းမကြီးပါပြီးတော့ကျုပ်ရောက်နေတဲ့နေရာဒါဆိုကျုပ်ကညာစန်တဝါဝါလာရင်ဒီကြောက်ကမ်းမကြီးရဲ့ကိုပြုတ်ကြခဲ့တာမဟုတ်လားတကယ်တော့မောင်ကန်သူအသက်မတည်ခဲ့တဲ့အဖြစ်ကဟိုဒီလက်စွပ်ကလေးကြောင့်ပဲမောင်ကန်သူရဲ့ကျုပ်လက်ထဲကလက်စွပ်လေးကိုပြန်ကြည့်ရင်လည်းကျုပ်ပါဇက်ဖျားကနေဖျားကိုတတ်လိုက်မိပါတယ် ကျုပ်ဖြစ်ကိုရိတ်စားမိတဲ့ဘာရက်တေးဟာကျုပ်ကိုကြည့်ပြီးတော့ဟော်ရီလက်ဆုတ်ကလေးရဲ့မူလပိုင်ရှင်အစ်စ်ကအရိမေရီယာမြတ်စွာဘုရားရှင်ကိုယီမန်းပြီးတော့လှူဒန်းမဲ့ယတနာတွေကိုစောင့်ရှောက်နေရရှာတဲ့မနန်းညိုဆိုတဲ့မိန်းကလေးတဦးပါပြီးတော့မောင်ကန်ထူးနဲ့ဘဝပဋ္ဌာန်းဆက်တွေကြောင်းအကူညီတောင်းပြီးတော့ကုသိုလ်ပြုကျင်လို့ယတနာတွေပေးခဲ့ပေမဲ့မောင်ကန်ထူးဘက်ကကံ၅ပါးပြည့်ရွေးခဲ့တယ်မဟုတ်ဘူးလားကွယ်တကယ်တော့ဟော်ရီလက်ဆုတ်လေးကလူတရလက်ဆုတ်လေးတကွင်းကွယ် ကံ၅ပါးကိုလုံးကြုံအောင်ဆောင်ထိန်ပြီးတော့ဂရိတီခဲ့မယ်ဆိုလို့ရှိရင်အလိုလိုအကျိုးပေးတတ်တဲ့စွမ်းအားတွေရှိတယ်ကွယ်အခုမောင်ကန်ထူးကြုံခဲ့ရတဲ့အဖြစ်ကိုပဲကြည်လေကွယ်ဘာရက်သိစကားတန်တဲ့သူကျုပ်လက်မှာဝစ်စင်ထားတဲ့လက်စွပ်ကလေးကိုပြောက်ွယ်သွားမှကျုပ်အလိုလိုစိုးရင်စိတ်တွေဝင်လာမိပြန်ပါတယ်ဒီလက်စွပ်ကလေးကို Twitter မှတ်မောတဲ့စိတ်တွေမထားပါနဲ့တော့မောင်ကန်ထူးရဲ့ဒီနေ့ဒီရက်ကစပြီးတော့မောင်ကန်ထူးဘဝအတွက်အကျိုးပြုနိုင်တဲ့အာနိသင်တွေမရှိတော့ပါဘူးပြီးတော့မောင်ကန်ထူးရှာနေတဲ့ယရနာကြီးလည်းတက်ဆိုင်သူကဘာရက်သိကိုခွင့်တောင်းပြီးတော့ပြန်ယူသွားပါပြီ ကဲမောက်ကန်ထူဟော်ဟိုကလမ်းမြင်နေရတဲ့လမ်းကလေးတိုင်းပြန်ပြီးတော့ကွယ်မကြခင်မောက်ကန်ထူနေရင်းဌာနကိုပြန်ရောက်ပါလိမ့်မယ်ကျုပ်ကိုမကယ်တင်နိုင်တော့ဘူးလားဘာရသေးရဲ့ကျုပ်မိုင်မမီးရဲ့အပြစ်တွေကိုခွင့်လွှတ်ပေးပါဒီနေ့ကစပြီးတော့ကျုပ်ကန်၅ပါးကိုထိမ့်မှာမယ်ဗျာဘာရသေးမောက်ကန်ထူကိုကယ်တင်ခွင့်မရနိုင်တော့ဘူးမောက်ကန်ထူရဲ့မောက်ကန်ထူပြုမိမာခဲ့တဲ့မနောကံကြမ္မာဆိုးဟာမောက်ကန်ထူကိုအကျိုးပေးမဲ့အညွန့်ကိုပြန်ချိုးခဲ့တာပဲကွယ်အဲဘာရသေးမောက်ကန်ထူကိုကယ်တင်နိုင်တာ မောင်ကန်ထုနှလုံးသားမှာဖြစ်မရတဲ့လောဘဒေါသမောဟဆိုတဲ့အဝိဇ္ဇာအမောက်လန်းလွတ်ကင်းအောင်နှလုံးသားမှာဖျားတဲပါလို့ဘာရသိမာခဲ့ခြင်းနဲ့ကွယ်ကဲကဲဘာရသိလည်းခရီးဆက်ဖို့ရှိသေးတယ်ကွယ်တနည်းနည်းဘာရသိနဲ့မောင်ကန်ထုကန့်ဆုံရင်ပြန်ကြုံကြအောင်ပါဘာရသိသွားတော့မယ်မောင်ကန်ထုကျုပ်ကနှုတ်ဆက်ပြီးတော့တရွေ့ရွေ့လန်းနေတဲ့ဘာရသိကိုကျင်းကျုံမြုပ်ဝင်ထဲမှာတီဝိလာတဲ့မျက်ရည်စားတွေကျုံမျက်ရည်တွေကြားမှာမပီဝူတော်ဝါတွေ့နေရတဲ့ဘာရသိဟာကျုံနဲ့အလိုလိုဝေးသွားသလို ကျုပ်ကဘဝဘဝကပဋ္ဌာန်းဆက်ရှိလို့ဘဝချင်းစုံနိုင်မှုအိမ်မက်တဲကမနှန်းညိုခုတိုင်ကျုပ်ရင်ထဲမှာအတိုင်းစားမဲ့နှလုံးသားတွေကြည်ကွဲမတက်ခံစားမိနေရဗျာကျုပ်ရင်ထဲမှာဘသူမှမမြင်နိုင်တဲ့မနှောကြမဒီမနှောကြမကြောင့်ကျုပ်သာသူတော်ကောင်းနေနဲ့လွဲခဲ့တယ်လို့ကုညီဆောင်ရှောက်ခဲ့တဲ့သူတွေနဲ့ဝေးခဲ့ရတဲ့ကျုပ်ဖြစ်ပဲမဟုတ်ဘူးလားအဲဒါကြောင့်လဲကျုပ်နားထဲမှာအဆက်မပြတ်ကြားနေရတဲ့ဘာရတရဲ့မြစ်တာတရားနဲ့ကံငါးပါပြီးတော့ဂရီးတစ္ဆာတီပါဆိုတဲ့မနှန်းညိုရဲ့စကားတန်တွေဟာကျုပ်နှလုံးသားထဲမှာဖုံးလွှမ်းနေသေးပါပဲ အရင်နေ့ကနေစပြီးတော့ကျုပ်လက်ကန်၅ဗတ်ထိမ့်ပြီးတော့အဋိဋ္ဌံဝင်ခဲ့မိတယ်။ဒါကြောင့်လဲကျုပ်လက်ဆောင်ပေးထားတဲ့လက်စွပ်ကလေးကလူတရဆိုတဲ့စွမ်းအားတွေမရှိတော့ပဲမယ်။ကျုပ်အမတ်တရဝတ်ထားခဲ့တာပါ။ကျုပ်ကြုံခဲ့ရတဲ့အဖြစ်တွေကိုပြောပြတော့မယုံကြဘူးဗျာ။ကျုပ်ကိုလူထူးဆန်းကြီးဆိုပြီးသတ်မှတ်ကြသလိုယူနေတယ်လို့တောင်ထင်ကြတယ်။ဒါပေမဲ့ဘသူတွေဘာပြောပြောပါဗျာ။ကျုပ်ကြုံခဲ့ရတဲ့အဖြစ်အပျက်မှာတတ်တဲ့အဖြစ်ကြံခဲ့တာဟောဒီလက်စွပ်ကလေးပဲကိုရော။ ရှေလျားစွာပြောပြနေတဲ့ကိုကန်ထူးဟာစကားကိုအဆုံးသတ်ပြီးတော့ကျွန်တော်တို့သင်းမောစိတ်ကန်ကပ်ပြီးဖြစ်တာကြောင့်ကမန်ဂရန်နှုတ်ဆက်ပြီးတော့ထွက်သွားခဲ့ပါတယ်ကျွန်တော်ကိုကန်ထူးပေးတဲ့ငွေလက်စုပ်ကလေးနဲ့စင်မီလက်စုပ်ကလေးကိုကြည်နေကျွန်တော်နဘေးမှာရှိတဲ့စာအုပ်လေးထဲမှာကျွန်တော်ဘယ်ချိန်ကရေးသားထားမိတယ်မသိတဲ့စာကြောင်းလေးတစ်ကြောင်းကိုတွေ့လိုက်ရပါတယ်အဲဒါကြောင့်ပဲကျွန်တော်ကအောက်ပါတိုင်းအတန်ထွက်ပြီးတော့ဖတ်လိုက်မိပါတော့တယ်မနောကြမာနဲ့လိုတရလက်စုပ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစောနေတိလိုက်ပါနားဆင်ပေးကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းချစ်စွတ်တင်ပါတယ် မိုးရင်ရေးသားသူကိုလည်းကာရဝပြွေနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်